င်္ဂလာပါခင်ဗျာလွန်ခဲ့တဲ့ရက်ပိုင်းကကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတယောက်ကမေးလာတယ်ကိုစော်ရေးတဲ့ fairway ထဲမှာ driver နဲ့ရိုက်လို့ရမလားတဲ့ကိုရှာအဲ့ဒါနဲ့ကျွန်တော်ကပြန်မေးဖြစ်ပါတယ်တီတယ်ပြီးရိုက်တာမဟုတ်ဘူးမလား SL line ရိုက်တာဆိုရင် fairway ထဲမှာမကဘူးဘယ်နေရာမှာမဆိုကျွန်တော်တို့အဲလာတဲ့ဒုတ်ဆက်လေးချောင်းနဲ့ကကိုကြိုက်တဲ့ဒုတ်နဲ့ရိုက်လို့ရပါတယ်လို့ ျွန်တော်ပြောပြခဲ့ပါတယ်။ဟုတ်ပါတယ်။တီကုံပေါ်မှာပတ်တာနဲ့ရိုက်ခွင့်ရှိတယ်လို့ Green ပေါ်မှာလည်း driver နဲ့ patting ပတ်လို့ရပါတယ်။ဒါက cop scene မြန်မာဘယ်နေရာမှာဘယ်ထုတ်နဲ့ရိုက်ရမယ်လို့ cop scene မြန်မာကတ်တက်ချုပ်ချယ်ထားခြင်းမရှိပါဘူးခင်ဗျာ။ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့သိထားရမှာတစ်ခုကကောက်ကွင်းကိုဆောင်းရှောင်းရမယ့်တာဝန်ဒီလည်းပဲကော်ဖာရဲ့တာဝန်ပဲဖြစ်ပါတယ်။ အဓိကတာဝန်ဖြစ်ပါတယ်။ခောက်ကွင်းကိုဆောင်ရှောက်ပါမယ်။ကိုယ့်ရဲ့ရိုက်ချက်ကြောင့်ပျက်စီးသွားမပျက်စီးအောင် green မပျက်စီးအောင်ထင်းထင်းဆောင်ရှောက်ရမယ်။ fairway တွေမပျက်စီးအောင်ထင်းထင်းဆောင်ရှောက်ရမယ်။ပျက်စီးသွားလို့ရှိရင်လည်းပဲပျက်စီးပြီးခဲ့ရမယ်ဒါသည် cop senior ရဲ့ကျင့်ဖို့ပါ။ကျွန်တော်တို့မိတ်ဆွေတင်ငယ်ချင်းတွေလုံခဲ့တဲ့ရက်ကကွင်းပတ်ကစားရေးနဲ့ နောက်ဆုံးချင်းမှာမိုးတွေကြီးကျယ်ရွာချလာပါလေရောဗျာအဲ့ဒီချိန်မှာကျွန်တော်အကိုကြီးကစီမင်းကိုတိရှိနားလဲစွာနဲ့ပဲ iron 7နဲ့ပတ်တင်ပတ်ခဲ့ပါတယ်ကိုမပျက်စီးအောင်လဲကိုကြီးကထင်းထင်းဆောက်ရှောက်ရင်းနဲ့ပတ်ခဲ့ပါတယ်ဒါလေးကိုကျွန်တော်ကနမူနာဖြစ်နေပြန်တင်ပြချင်တာပါ green ဘောမှာလဲ iron နဲ့ပတ်တင်ပတ်လို့ရပါတယ် driver နဲ့ပတ်တင်ပတ်ချင်လဲရပါတယ်ဒါပေမဲ့ ကွင်းကိုမပြည့်စည်အောင်ကိုကြီးလိုဆောက်ရှောက်ဖို့လဲတာဝန်ရှိပါတယ်ကျွန်တော်တို့ဒီမိုးရဲနေထဲမှာရိုက်ခဲ့တဲ့ရိုက်ချက်လေးတွေရဲ့ဗီဒီယိုကလစ်မှာထူးခြားချက်လေးတွေပါပါတယ်မိုးတလောက်ရွာနေတာတော့မှရိုက်ချက်ပြုလို့စင်မှာတဘာဝဖေးရတဲ့အမကျွန်တော်တို့အကာအကွယ်မယူခဲ့ပါဘူးဖြီးဆောင်ခံပြီးတော့ပတ်တင်ပိုက်ခဲ့ပါဘူးဒါဒီစင်းကြီးကိုတရှိနားလဲစွာလိုက်နာခြင်းဖြစ်ပါတယ် ကွင်းထဲမှာဘောလုံးနေရာရွှေ့တာကြတော့ပြစ်ဒဏ်အကြီးအကျယ်ပြောကြပြီးတော့ green ball ရောက်မှထီဆောင်ခံနေတာကအပြစ်မဟုတ်သူလို့ပြောနေကြတဲ့ coffee အတွက်ကိုပြောချင်တာပါနှစ်ခုလုံးက general ပြင်နေတိပါပဲခင်ဗျာ mess play ဆိုရင်ချေရှုံး stop play ဆိုရင်ပြစ်ဒဏ်နှစ်ချက်ပါပြစ်ဒဏ်အတူတူပါပဲအဲ့တော့နောက်တစ်ခုဒီမှာကျွန်တော်တို့ ဂရင်းပေါ်မှာကြပြီဆိုပြီးကေဗန်လီပေးလိုက်တာမြင်ကြမှာပါဒါဒီလည်းပဲစီးမျိုးကိုလိုက်နာခြင်းတော့ပဲကျွန်တော်တို့ကမက်စ်ပလေးကစားပါတယ်မက်စ်ပလေးကစားရဆိုတော့ဘယ်နေရာမှာမဆိုပြိုင်ဘက်ကိုအနိုင်ပေးပတ်ကျင်းဝင်ပေးပိုင်ခွင့်ရှိပါတယ်နောက်တစ်ချက်နဲ့ကျင်းဝင်ပေးပိုင်ခွင့်ရှိပါတယ်အဲ့ဒါကိုပေးလိုက်တာပါစတုတ်ပလေးဆိုတော့အဲ့လိုကေဗန်ပေးပိုင်လို့မရှိပါဘူးကျွန်တော်ရိုက်တယ်လို့ကျင်းဝင်မဖြစ်မဝင်ဝင်ဟောသွင်းရမှာပါဟုတ်ကဲ့ ီဗီဒီယိုလေးကနမူနာလေးပါကျွန်တော်တို့တင်ငယ်ချင်းတွေပြောပြောပါပါပေါ့ပေါ့ပါပါရိုက်ကြရင်းနဲ့ဗီဒီယိုရိုက်ထားမိတာလေးတခုကိုတင်ငယ်ချင်းတွေကိုခွင့်ပြုချက်တောင်းပြီးတော့အကူအညီစီမှာခွင့်ပြုချက်တောင်းပြီးပြန်တင်ပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ